အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဘွန်ဆိုင်ကို စတင်ပြုလုပ်မဲ့ဝါသနာရှင်လူငယ်များပြည်ကံများအတွက်ကိုကျွန်တော်တို့စိုက်ပျိုးရေးပြုဆိုင်နေရာနေပြီးတော့ဘွန်ဆိုင်ပြုလုပ်ရင်တင့်တော်မဲ့ဒီအပင်ချမ်းငယ်လေးကိုပြိုးထုတ်ထရနေပြီးတော့လေ့ကျင့်မဲ့မြေအိုးတဲကိုပြောင်းပြုပြင်ပြောင်းလဲမဲ့အစီအစဉ်ကိုရန်ကုန်မြို့မှာရှိတဲ့ RPC အဖွဲ့ဝင်ဘွန်ဆိုင်ဝါသနာရှင် ကိုမြင့်လွန်ရနေပြီးတော့တရုတ်ပြမှုအစဉ်အဆက်ကို ဖန်တီးပြီးတော့ပြုလုပ်ပြမှာဖြစ်ပါတယ်။ဘုရင်နဲ့မင်္ဂလာပါခင်ဗျာ။မင်္ဂလာပါဘုရင်ဟုတ်ကဲ့။ဒီပွန်ဆိုင်အိုးလေးကိုပြိုးထုတ်တရားနေပြီးတော့ကျွန်တော်တို့လေ့ကျင့်တဲ့အိုးကြီးတဲ့ဟိုပေါ့နော်။ဖက်တင်ပြီးတော့ပြုလုပ်ရမယ်ပထမဆုံးအဆင့်ကိုစတင်ပြီးတော့ပြုလုပ်ပေးဖို့ဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာ။ဟုတ်ဟုတ်။သူကပထမဆုံးဒီအပင်ဟာကိုလုတ်မယ်ဆိုရင်လိုချင်တဲ့ပင်စည်းအခြေကိုရအောင်သူကရှာမယ်ရှာပြီးတော့မှမလိုအပ်တဲ့ ဂိုင်းนี่ကိုကျွန်တော်ကဒါဖယ်ပြရမှာပေါ့ဖယ်ပြရမှာဒါမှပင်စီရဲ့အခြေကပေါ်ထွက်လာအောက်ကဘော်ဒီလေးကိုဟာဘော်ဒီပေါ်လာမှာဟုတ်ကဲ့နောက်ပြီးဒါဒီလိုမျိုးဒီဘဝကြည့်မျက်နှာစာဘယ်ဘက်ကယူမလဲရှင်းမျက်နှာစာရှင်းမျက်နှာစာဟုတ်ကဲ့ရှင်းမျက်နှာစာအဲ့ဘယ်ဘက်ကယူမလဲဆိုတာကိုကအဲ့လိုမျိုးကြည့်ရမယ် ရားထဲမှာညံ့နေတဲ့ဓာတ်ရင်းလေးအဲ့ဒါကိုဖယ်ပြရမယ်ဒီမှာဓာတ်ကတော့သူဒီအပင်ကိုပြန်ပြီးတော့ဟိုစူစူဝေးနဲ့ဖွင့်ထွားပြီးတော့ပုံစံကြာလာအောင်ရောနောက်အဲ့ဒီလေ့ကျင့်ကိုတည်းဟုတ်အရင်ဆုံးထည့်ရမှာကျွန်တော်တို့ဟိုလိုအပ်တဲ့ဂိုင်းကိုပဲဆက်မှုမှာလိုအပ်တဲ့ဂိုင်းပဲဆက်ပြီးတော့မှုမှာမလိုတဲ့ဂိုင်းကိုကျွန်တော်ပယ်ပြလိုက်ထည့်ပြမှာပေါ့ ဒါဆိုဒီဂိုင်းဆိုလို့ချင်းတချီတဲ့တဖြောက်တဲ့ဒီတက်သွားတဲ့ခါကျအဲ့ဒါကိုသူကဒီမှာဒီနားလောက်ဒီမှာသူဖြတ်လိုက်ရင်ဒီဂိုင်းနဲ့ဒီနဲ့ဒါအရင်ကျယ်ပြီးတော့အဖျားတွေ့တဲ့ပုံစံမျိုးသူဖြစ်သွားပါတော့ဂိုင်းကိုယ်လေးရအောင်နော်ဂိုင်းလည်းအောက်လေးလည်းဖြစ်သွားပါလားဖယ်ထားလိုက်ဒီမှာဂိုင်း600ကိုဖယ်လိုက်မယ်ဒီမှာဂိုင်း600ဖယ်မယ် ်အဲ့ဒါဒီဘက်သူရှည်လွန်းနေတယ်ရှည်လွန်းနေတော့ဒီသူ့ဒီနည်းနည်းခတ်တူတူလေးဒီလိုနည်းနည်းလေးဒီလောက်လောက်ယူဖြတ်ပေးရတာလို့ရှိရင်နောက်အရင်ဘက်ကနေပြီးတော့သူဂိုင်းတစ်တည်းထွက်လာတော့အပင်ကကျင်းပြီးတော့ငြိမ့်လာအကြီးရဲ့အလက်ကအသေးရဲ့ဖက်သွားဟုတ်ကဲ့အဲ့လိုဖြစ်တာဟုတ်အမထောင်လက်ဂိုင်းတစ်ဂိုင်းတစ်ဖြတ် ဒါရဲ့ဒီဘက်ကတော်တော်လေးဒီဘက်ထောင်ထွက်နေတယ်ဒီဘက်နဲ့ဖြတ်လိုက်။ဟုတ်။နောက်ပြီးတော့ तू ကဒီပင်နဲ့ဒီမှာခေါင်းဆိုနှစ်ခုဆိုလို့ရှိရင်တွားပြီးတော့ညီနေတယ်။ဟုတ်ကဲ့။ဘယ်လိုညီရင် तू ဒီဘက်ကို तू တစ်ဆင့်နှိပ်လိုက်။ဟုတ်ကဲ့။ဒါနောက်ဒီဒီနားလောက်မှာသူအတက်တွေ ရုပ်အုပ်တွေထွက်လာတယ်ဒီရုပ်အုပ်နဲ့ဒီရုပ်အုပ်နဲ့ဆိုသူအဆင်ပြေပြီးတော့ရုပ်အုပ်အုပ်လေးသူဖြစ်သွားမှာနော်နောက်ကခိုင်းအစ်စ်နဲ့ခိုင်းအစ်စ်တွေလည်းဖြစ်လာပြန်ဖြစ်လာတယ်မွေးอยู่อ่ะမဟုတ်ဘူးမွေးอยู่ဆိုကြည့်ဒီဒါအရင်ကိုသူအမြစ်အရင်မြစ်ကိုဒါရှာလိုက်ရမှာပေါ့နော်သူရှာကြည့်လိုက်လို့ရှိရင်သူအမြစ်ကပဲလားလောက်ထိ ဆင်းနေလဲဆင်းနေလဲဆိုလို့ရှိရင်ထော်လောကန်လန်ဖြစ်နေတဲ့အမြင့်တွေအစမပြေတဲ့အမြင့်တွေတခါလဲဟိုဖြတ်ကြလာဒါပေမဲ့ဒီ music တွေကတော့ဒီ bounce music ကတော့သူကအမြင့်ကအမြဲတမ်းသူကြက်ထုတ်ပြီးတော့သူကနေနေတဲ့မျိုးစားတွေဘာဝဖြစ်တဘာဝရှိတဲ့ခါကျတော့သူသူအမြင့်တွေကသူကဒီအမြင့်ရဲ့အလှတွေပဲအော်ဒီလိုမျိုးရှိတယ်သူကတက်လေတွေအဲဒီကြမလူဘူးသူဖယ်ပလိုက် အဲ့ဆိုဒီဒါဆိုရင်ကျွန်တော်သူ့ကိုလင်းလုပ်လို့ရပြီကျွန်တော်သူ့ခွဲပါဘောနော်ဖြတ်ထုတ်ပါဒီကဲထုတ်ပြီးတော့မှလေ့ကျင့်ဟိုဖြစ်တဲ့ plastic ဥပုံးလေးကို plastic ဥလေးကိုပြောင်းပြောင်းပြီးတော့မြည်မြဲများနဲ့ဟုတ်သူ့ကိုပြန်ပြီးတော့မောင်းပါဘောမောင်းမယ်ဆိုရင်သူကလေ့ကျင့်လေ့ကျင့်ဟုတ်နော်လေ့ကျင့်အောင်အဲ့လိုမျိုးလေ့ကျင့် ားတယ်နင်တရားဒီပင်ကသူပြိုးဆိုင်မှာတော်တော်ကြာကြာဖြစ်နေပြီဆိုတော့တိတ်ပြီးတော့အချိန်အကြာကြီးအရန်လေကျဲမွေးစရာတော့သိမလို့တော့ဒီအမြင့်ရဲ့အပင်ကြီးအခြေတော်တော်ကောင်းတယ်။တဘာဝလေးပေါ့တော်တော်လေးတော်တော်ကြီးကောင်းနေတယ်။ ဒီမှာတခါကြာကိုဖေကြည့်ပေါ့ဒီဂိုင်းလေးကရှုပ်နေလားပေါ့မျက်စိကိုကွဲနေလားကွဲလို့ရှိရင်တော့နောင်ကြတော့ဒါလူရင်လည်းလူပေါ့မလူဘူးမတုံးချင်ဘူးဆိုလည်းတော့ပြန်ဖယ်လိုက်ရရောင်ချန်ဖျက်လို့ရပြန်ရဒီဂိုင်းလေးဒီကအောက်ခြေကကျွန်တော်တို့ကနောက်တော့သူ့ကိုလေ့ကျင့်မေးရတယ်ဆိုတာအပြစ်ကိုလေ့ကျင့်ရတယ်ဆိုတာပုံတိုင်းအိုးကအိုးပါဇောက်တိန်နဲ့အိုးတဲကိုထည့်ရတာဖြစ်တဲ့အတွက်ကြောင့်အောက်ခြေရဲ့အမြင့်ကို ရေသောမြစ်သဘောမျိုးအောက်ချီအောက်ချီကိုစိုက်ဆင်းသွားတဲ့အမြစ်ကိုဖြတ်ပြရတယ်။ဩဖြတ်ပြီးတော့ဒီဘေးမြစ်နဲ့ပြန်ပြီးတော့ဟိုအမြစ်ကဒီအပင်ပတ်လေမိနစ်စစမှာပတ်လေမှာအမြစ်ကဖွာပြီးတော့မြစ်မွားလေးအများကြီးနဲ့ရက်ဖြစ်အောင်အဲ့လိုမျိုးပြုစုပြီးတော့မွေးပြီးတော့အမြစ်အကြီးတစ်ချောင်းတစ်ချောင်းနဲ့လည်းသူကမရဒီပတ်လေမှာအမြစ်အစုံလိုက်အပြုံလိုက်သူဖြစ်နေတယ်မြစ်မွားလေးအများကြီးရှိမှရမှာဖြစ်တဲ့အတွက်ကြောင့်ဟုတ်တယ်ဒါဆိုဒီမှာ ဆိုရင်ဒီလိုမျိုးအခုဒီမှာကြည့်ရင်တွေ့ရမယ်အမြင့်ရဲ့အောက်မှာဖြစ်နေတဲ့ပုံဆိုရင်ဘယ်လိုတွေ့ရမလဲဆိုတွေ့နိုင်လဲဆိုတော့ဟိုဒီမှာကျွန်တော်တို့ဒီမှာ friend video ယူရတော့ဒီမှာကြည့်ဒီအပင်အခြေနဲ့ဒီမှာတကယ်လို့အိုးတဲ့ကိုထည့်ရင်ဒီလောက်လောက်ထည့်မယ်ဆိုရင်တော့မအမြင့်ကဒီမှာတော်တော်လေးကိုအများကြီးနေအနေကြီးဖြစ်နေအမြင့်အမြင့်ကအနေကြီးဖြစ်နေအမြင့်ကအနေကြီးဖြစ်နေတဲ့ခါကျတော့အိုးပါဇောက်လိန်နဲ့အိုးတဲ့ကိုထည့်တဲ့ခါကျရင်အခက်ခဲဖြစ် အဲ့တော့အဲ့ဒီလိုအခက်အခဲမဖြစ်အောင်ဆိုရင်သူ့အခုတည်းကဒီလေ့ကျင့်အိုးတွေမှာအမြင့်ထပ်ပြီးတော့ဒီအပေါ်နားလေးမှာပဲပါပါလေးမှာအမြင့်ဒီဆန့်ပြီးတော့ထွက်နေအောင်ဆိုရင်ဒီအောက်ကိုတွားတဲ့အမြင့်ကြီးကိုဖြတ်ပြလိုက်ဖြတ်ပြီးတော့မွေးမြူနော် လုံးခုမှစပြီးတော့ဟိုလေလုံးမဲ့သူတွေကြတော့ beginner တွေကြတော့တခါလေကြာအပင်လေးတွေကဒီခုလိုမျိုးဝယ်လာပြီးတော့ဒါထဲဦးလဲထဲလို့ရပြီဆိုပြီးတော့လှားတယ်ဆိုပြီးတော့ထဲလိုက်လို့ရှိရင်မြစ်ကပတ်လိမ့်မှာသူဒီအပင်အစားတောက်ဖို့အတွက်သူကျင်လေလို့ရတဲ့အမြစ်ကလုံလောက်တဲ့အမြစ်ကမရှိသေးတဲ့ခါကျတော့ဟိုအပင်ကတည်တတ်တာပေါ့ အဲ့ကြောင့်အမြစ်ကိုအရင်ဆုံးမြစ်မွားပြတ်လိုက်မှာအများကြီးဖြစ်အောင်ပြားထဲမှာနေလို့ရတဲ့နေလို့ရတဲ့အဆင့်တွေအဲ့ကြောင့်မို့ဒီအမြစ်တွေမွေးရမှာဟုတ်ကဲ့ဖြတ်အခုကျွန်တော်ဖြတ်လိုက်မယ်ဆိုရင်အမြစ်တော်တော်များများအောက်မှာပါသွားပြင်ပါသွားမှာဖြစ်အဲ့တော့ကျွန်တော်ကကော်အိုးအကြီးနဲ့ပြန်ပြီးတော့သူ့ကိုအားကြီးနဲ့ပြန်မောင်းပေးရအပေါ်မြစ်တွေတော့ဒါရေတောက်မြစ်မှာဖြတ်လိုက်ရေတောက်မြစ်တော့ဗောတာဒီအောင်ရှင် အမြင့်မကြီးတစ်ချောင်းထက်ရှိတယ်ဒါအမြင့်ကဒုတိယအမြင့်ပေါ်ဒါဒီအမြင့်တွေဆိုရင်တော်တော်တူတူဝင်ပြီးတော့တိုးပြီးတော့အဲဒီကဝင်ဖြတ်လိုက်အဲဒီကနေပါသူဖွာထွက်လာတော့ဟောဒီကအမြင့်တစ်ချောင်းဒီသာဆိုလို့ချင်းလည်းပုံငေါ်ထွက်တော့ဖြတ်လိုက် ချောင်းရှိတယ်။ဒီချောင်းဒါလည်းနည်းနည်းရှိတယ်။အဲအခုတွေကဒီလိုမျိုးလေ့ကျင့်လာပြီးမှ။အော်ဒါဆိုအိုးပြားလေးပုံမှာဒါအိုးပြားလေးမှာလည်းထဲတယ်ဒါတို့တော့အခုလောလောဆယ်ထဲမယ်လို့ပြောချင်အမြင့်ကနည်းသေးတယ်။ဟုတ်ကဲ့။အဲ့ဒီအမြင့်ဒီညံ့များလေးဖြစ်အောင်အဲ့ဒီကျွန်တော်တို့ဒီဒီဒီလိုပြိုးချံကယူလာတဲ့မြေတွေကိုပြိုးချံကယူလာတဲ့အဲ့ဒီ မြေဖယ်ပြီးတော့အခုကျွန်တော်တို့ကျွန်တော်တို့မြေတင့်နဲ့ထပ်ပြီးတော့ဒီဝေးကိုကနေကိုပုံဆိုင်အတွက်ဆက်မြေပေါ့ဟုတ်ဆက်မြေနဲ့တခါပြန်ပြီးတော့မွေးမယ်အခုဆိုရင်ဒါအပင်ကြံပြုလုပ်ကအပင်ကြံကိုအဖြတ်တောက်တော့ဒီလောက်လောက်ဆိုရင်ဒါမဆိုးတော့ဘူးเนาะဒီလောက်ဆိုဒီလောက်ရပြီရပြီရတဲ့ခါကျတော့အဓိကက သူ့ကိုလေ့ကျင့်ဦးတဲ့ဟိုတွင်းပြီးတော့အဓိကဒီအပေါ်အမြစ်လေးပတ်လေကိုအမြစ်တွေထွက်ဖို့အတွက်အရေးကြီးတယ်အဲ့ဒီအရာတွေအမြစ်တွေထွက်လာအောင်မွေးမြူမယ်အဲ့ဒီကာလမှာဒီဘယ်ကသူကရှင်သန်ပြီးတော့ဖြစ်လာလို့ရှိရင်ဒီကျွန်တော်ဖြတ်ထားတဲ့နားလေးတွေကဒီဘဂိုင်းအတက်တွေပြုတ်ပြီးတော့သူအများကြီးထွက်လာတယ်ထွက်လာတဲ့ခါကျတော့ကိုကအဲ့ဒီနေရာမှာထွက်လာလို့ရှိရင်ဒီဘေကနာတွေနေနဲ့သတိထားမှာအဲ့ဒါအတွင်းကိုဝင်ပြီးတော့ဂိုင်းကလန်လာဖြစ်မဲ့ဂိုင်းတွေပယ်ရမဲ့ဂိုင်းတွေဒါလေးလာပြီးတော့အဲ့ဒီပယ်ရမဲ့ဂိုင်းတွေဒါ ရွေးချယ်ပြီးတော့အဲ့ဒါကိုလာပယ်ပေးလိုက်လို့ရှိရင် तू ကြံရမဲ့ဂိုင်းတွေကတော့ तू ကြံလာလိမ့်မယ်အဲ့ဒါကြံလာတဲ့ခါကျတော့ तू က तू ရုပ်အချိုးညင်ညီလေးနဲ့အပင်အပင်လဲလှလာမယ်အမြင့်လဲဝေဝေဆာဆာလေးဖြစ်လာမယ်ဆိုလို့ရှိရင်ဒီဟာဆိုလို့ရှိရင်ဘလို့ဖြစ်နောက်6လ7လလောက်ဆိုလို့ရှိရင်ဒါတော်တန်ရုံဝန်တိုင်းဦးတဲ့ကိုပြန်သွင်းလို့ရတဲ့အဆင့်ကိုရောက်သွားတယ်ဟုတ်ဒါဒီဒါဆိုလို့ချင်းဒါ plastic ပန်းဦးပေါ့နော်အပန်းဦးဆိုဒီမှာအပေါက်ကြီးများနေတော့အပေါက်ကြီးကျဲနေတယ်ဒီပေါက်ကြီးမှာစကားလေးဒီလိုမျိုးခံလိုက်ပြဟောက်မှာစကားခံလိုက်ခံပြီးတော့သူ့ကိုဒီမှာအပေါ်ကနေပြီးတော့ကြောက်ကြောက်စက်ဒီလိုလေးလေးရတယ်ကြောက်စက်ဒီခံလိုက်ရတယ်တကယ်လို့ကြောက်စက်လွယ်လို့ချင်းရင်လေးမဲ့ထင်လို့ချင်းရင် မီးသွေးအကြည်ပေါ့မီးသွေးအကြည်ကိုခံလို့လည်းရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီပေါ်မှာထည့်မဲ့စက်မြေတွေကအဲ့ဒီဟိုအပေါက်တွေကနေထိုးပြီးစင်းပြီးတော့ရေပေါက်တွေမဝတ်ရေမိုးအောင်ပေါ့ဒါရေစစ်တဘောပဲသူဒါအနေနဲ့ခံလိုက်ရင်ဒါစက်မြေအောက်မကျတော့ဘူးအပြီးတော့မှဒီကြောတစ်ခါကျွန်တော်တို့ညနေဖွဲအဲ့ဒီမှာစက်မြေထည့်မယ်ဆိုတာဒါကဒီ ဖွဲသေးနွားချီစုပြီးပေါ့နော်အဲ့ဒါကိုသူ့ကိုထည့်မယ်ထည့်ရတဲ့ခါကျတော့သဲကို40ရာခိုင်နှုန်းဖွဲပြာကို40ရာခိုင်နှုန်းနဲ့နွားချီဆွေးကို20ရာခိုင်နှုန်းထည့်ပြီးတော့အဲ့လိုမျိုးရောဆက်တယ်ပေါ့နော်အဓိကဒီဆက်မိမှာတဲကတဲချမ်းဖြစ်ဖို့လိုတယ်တဲတော်တော်ချမ်းမှဒီလိုဟာတဲချမ်းလိုမျိုးအဲ့လိုမျိုးတဲချမ်းပေါ့နော်တော်တော်ချမ်းတဲ့ပွင့်ကြီးတဲ့အချမ်းနေ အဲ့ဒါမှဒါမှရေစင်းကောင်းပါဗျရေစင်းကောင်းမှအမြစ်ရေဝတ်ပြီးတော့ရေဝတ်ပြီးတော့အမြစ်မပုတ်တာမပုတ်ပါဘူးနော်သူဒီမှာထည့်ပြီးသွားလို့ရှိရင် ရေကိုရွှဲအောင်ဝါအောင်တခါလေလောင်းလိုက်မယ် ွဲအောင်ဝအောင်တခါလေးလောင်းလိုက်မယ်လောင်းပြီးလို့ရှိရင်နောက်ပိုင်းကိုနောက်ပိုင်းရက်တွေပါကြတော့သူ့အဆူဓာတ်လေးရှိနေလို့ရှိရင်ရေမလောင်းသေးဘူးရေကိုခြွေတင်နဲ့ရှော့ပြီးတော့သူ့ကိုလောင်းအောင်ပေါ့စေတနာပူပြီးတော့အရန်ကြီးကြီးပဲလောင်းလို့ရှိရင်အဲ့ဒီအမြင့်လေးနုလေးတွေကထွက်ကစားအမြင့်လေးတွေကအကုန်လုံးပုတ်ကုန်အခောက်တွေပုတ်တာကြီးဖြစ်တတ်တော့အမြင့်ဖြတ်တာတဲ့နေရာကြီးအခောက်တွေဖြတ်တာတဲ့နေရာအဲ့ဒီနေရာတွေကပုတ်တတ် သတိထားမှာတော့အဲ့ဒါပဲရေးတခါလဲဝေဟောင်းအောင်ရွှဲအောင် လောင်းမယ်ရှောင်းလောင်းပြီးလို့ရှိရင်9ရက်လောက်မလောင်းမထားလို့ရတယ်ဒီခုတစ်ခေါက်လောင်းလာပြီးတဲ့ဟာအဲ့တော့တွင်မှာဒီအမြစ်ကအနုလေးတွေကအဲ့မှာစပြီးတော့အမြစ်နုလေးတွေထွက်လာလိုက်ထွက်လာတော့ကျတော့ရေကိုနောက်ပိုင်းကျတော့ရေနည်းနည်းအဆူရက်လေးရှိနေတဲ့လောက်ပဲလောင်းပြီးပေါ့ ဒီလိုရှိရင်ဒါလင်းအောင်ရပြီးတော့အေးတဲ့နေရာမျိုးလေးနေပူမထိတဲ့နေရာအရေးမှာကောင်းကောင်းအဲ့ဒါကိုညင်ညင်တက်တက်လေးသူ့ကိုထားမှာပါနော်မလှုပ်ရဘူးလှုပ်လို့မရဘူးမလှုပ်စီနဲ့လှုပ်လို့ရှိရင်အမြင့်အမှုလေးတွေကပဲ့ကိုကျိုးကုန်လိမ့်မယ်ကျိုးကုန်လို့ရှိရင်အမြင့်ကနောက်တစ်ခေါက်ပြန်ထွက်ဖို့ပါမလိုဘူးဟိုဒါရေဆင်းပြီးတော့ရေကအောင်တော့သူဆင်းသွားတယ် ကဲဒီမှာရပြီကဲဒါဆိုရင်ဒါကျွန်တော်တို့ပြိုးထုတ်တဲ့အပင်ကိုဒါလေ့ကျင့်မဲ့ဒီအိုးအိုးကြီးရဲ့ကိုပြောင်းထည့်ထားတယ်ပေါ့နော်ဒီအဆင့်ကပြီးသွားပြီဆိုတော့ဒီလေ့ကျင့်ထားတဲ့အိုးတဲ့ကိုဒီအပင်ဆက်ပြီးတော့ရှင်သန်ကြီးထားဖို့အတွက်ကိုဘာဘလို့ဆင့်နေဆက်ပြီးတော့ပြုစုရမလဲဆိုတာကျွန်တော်တို့ beginner တွေအတွက်ကိုလေတိအောင်ပြောပြပေးပါဦးခင်ဗျအခုဒီအပင်ဆိုရင်ဒါကကျွန်တော်ကျွန်တော်ပြောခဲ့တယ်လို့ပေါ့နော်သူ့ကိုအရေးတယ်မှာ ထားမယ်ဆိုလို့ရှိရင်တခါတည်းအရေးတမှာ तू ထားပြီးတာ ਨੇ တခါတည်းအပီးအပ်လို့ထားမှာမဟုတ်ဘူးဟုတ်ကဲ့နော် तू အပင်တပင်ရဲ့သူ့ရဲ့တုတ်ပြန်တဲ့စနစ်ပေါ့နော်ပုံမှန်အလုတ်လုတ်လာပြီးဆိုလို့ရှိရင်တီတာမန်တခြားအပင်တွေလိုပဲသူ့ကိုအဲ့ဒီနေရောင်ထဲမှာလွတ်တဲ့နေရောင်ကြီးကိုတန်ထားပြရမယ်ဒါသူ့တဘာဝအတိုင်းပဲအဲ့လိုထားပြရမယ်အဲ့လိုထားပြီးပြီးတော့ဒီမှာနည်းဒီဂိုင်းนี่သူထွက်လာတဲ့အတက်ဒီဂိုင်းဒီမှာကိုထားကျင်တဲ့ ဂိုင်းနေပေါ့နော်အဲ့ဒီဂိုင်းနေကိုကြတော့ကိုကမွေးမြူပါမယ်ထားမယ်ဟုတ်ကဲ့မလိုဘဲနဲ့ဟိုဘွားကြားမှာတော်လင်းဖြစ်နေတာတို့နော်အတွင်းဂိုင်းအဒီဟိုနေအတွင်းထဲကိုလှန်ပြီးတော့ဖြစ်နေတာတို့ဂိုင်းနှစ်ထပ်ဖြစ်တာတို့အဲ့လိုမျိုးလေးအဲ့ဒီဂိုင်းနေကိုမလိုအပ်တဲ့ဂိုင်းနေကိုကြတော့ပယ်ပြရမယ်ပုံမှန်ဖယ်ပေးနေရမယ်အဲ့ဒီလိုပုံမှန်ဖယ်ပေးနေတဲ့အတွက်ကြောင့် तू ကအပင်ကဟိုကိုလူကိုထားကျင်တဲ့ဂိုင်းနေပြထားတော့ तू အစားတော့ရင်းနဲ့ကြီးထွားတဲ့နေရာမှာ ကိုလိုချင်တဲ့အရာပဲကြီးထွားပြီးတော့မလိုဘဲအလဟတ်ပြုံးတီးရမယ်အရာတွေလိုတဲ့အတိုင်းတွေကကြီးထွားမှုမမြဲဆန်းဆန်းဟုတ်မြတ်ဟုတ်ကဲ့မမြဲဆန်းဆန်းဒီလိုမျိုးသူဖြစ်လာတာအဲ့တော့ဖြစ်လာတဲ့ခါကျတော့အဲ့ဒါဒါဆိုလို့ကြည့်ရင်ဒီပင်မှာဒီမျိုးစိတ်အရာဒီဘောဆာဆိုတဲ့ဒီမျိုးစိတ်အရာဆိုလို့ရှိရင်အခုသူ့ကိုဒီအိုလင်ပစ်မှာဆိုရင်၈လ10လလောက်ကိုကအဲ့လိုမျိုးမောင်းနှင်လိုက်လို့ရှိရင်ကိုစနေတကြနဲ့ဂယူဒီဇိုင်းလေးနဲ့မောင်းနှင်မယ်ဆိုလို့ရှိရင်ဟိုဒီ ူနဲ့တင်းတင်းမြတ်တာမဲ့ဟိုအချောလေးတွေနော်ဟိုချောလေးတွေကိုထည့်ပြီးတော့ကိုကခံစားလို့ရပါဘူးနော်အဲ့လိုမျိုးအဲ့ဒီတည်းမှာအမတခါပြန်ပြီးတော့ကိုထိမ့်သိမ်းစောက်ရှောက်သွားလို့ရှိရင်ရပါတော့ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာခုဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘီကနာများအတွက်ကိုပြိုးထုတ်ထည့်ရနေအပင်ကိုကျွန်တော်လေ့ကျင့်မဲ့ဒီကော်ဦးတဲ့ကိုမြေဦးတဲ့ကိုပြောင်းပြီးတော့ထက်ပြပုံအစင်းစင်ကိုအဲတရုပ်ပြပြီးခဲ့ပြီးဖြစ်ပါတယ် ဒုတိယပိုင်းအနေနဲ့ကကြတော့ကျွန်တော်တို့တခြားသောအပင်တစ်မျိုးကိုကျွန်တော်တို့လေ့ကျင့်အိုးထဲမှာသူတတ်မှတ်ထားတဲ့ကာလတစ်ခုရောက်အောင်ကျွန်တော်တို့ပြုစုပြောထောင်ထားပြီးလေ့ကျင့်ထားပြီးကြာ အပင်ကိုကျွန်တော်တို့သူနဲ့တင့်တော်မဲ့ဘွန်ဆိုင်အိုးငယ်တစ်ခုတည်းကိုကျွန်တော်တို့ဘွန်ဆိုင်အိုးတဲ့ကိုဘလို့ထည့်ပြီးတော့ပုံစံလောက်ရတယ်ဆိုတော့ဒုတိယအဆင့်အနေနဲ့ပြင်နာများအတွက်ကိုတင်ဆက်တော်မှာဖြစ်ပါတယ်